ငလင်းအရေးပေါ်ကာလဖြစ်နေချိန်မှာပဲစစ်မုံထံအမှတ်စဉ်စစ်နှစ်ကိုစစ်ကောင်စီကစခန်းတွင်းတဲ့တရင်ကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီကငလင်းဘဲအရေးပေါ်ကာလအဖြစ်ကြေညာထားပေမဲ့စစ်မုံထံအပတ်စဉ်စစ်နှစ်ကိုဧပြီလ21ရက်ကစလို့တိုင်းစစ်ဌာနချုပ်အတီတီကတင်းတန်းကျောင်းတွေမှာစခန်းတွင်းလိုက်တယ်လို့သိရပါတယ်။တမိုင်းဝင်ငလျင်ကြီးစတင်လှုပ်ခတ်ခဲ့မက်လ28ရက်ကနေဧပြီလ22ရက်နေ့အထိ ငလျင်ဘဲတင်ဒေတာတွေကိုအရေးပေါ်ကာလအဖြစ် စစ်ကောင်စီကကြညာခဲ့ပေမဲ့စစ်မှုန်ထမ်းအမှတ်စဉ်စစ်နဲ့တင်နန်းဖွင့်ပွဲတွေကိုပုံမှန်အတိုင်းဖွင့်လှစ်ခဲ့ရပါစစ်ကောင်စီတပ်ကငလျင်ကြီးမှလှုပ်ခတ်ခင်ရပ်ပိုင်းအတွင်အမှတ်စဉ်စစ်နဲ့အတွက်မန္တလေးမြို့ရက်ကွက်အလိုက်မဲနှိုက်တဲ့စစ်နဲ့စစ်သားစုဆောင်တာတွေအကြီးအကျယ်ပြုလုပ်ခဲ့တဲ့ပေမဲ့လက်ရှိအချိန်ထိတော့စစ်မှုန်ထမ်းစုဆောင်မှုမန္တလေးဘက်ကိုအာရုံမကျတဲ့ဘူးလို့မြို့ခံတွေကပြောပါတယ်ဒါပေမဲ့ငလျင်ဘဲကြီးငြိမ်သက်သွားချိန်စစ်မှုန်ထမ်းပြဿနာက ပြန်လည်ဖြစ်ပေါ်လာနိုင်တဲ့အတွက်စိုးရင်ပူပင်နေရတယ်လို့စစ်မုံထမ်းအသက်အကျုံးဝင်တဲ့သူတွေနဲ့မိသားစုဝင်တွေကဆိုပါတယ်စစ်မုံထမ်းဥပဒေနဲ့ပြီးခဲ့တဲ့နှစ်ဧပြီလအတွင်းကစစ်မုံထမ်းတင်နန်းတွေစတင်ခေါ်ယူခဲ့တာဖြစ်ပြီးအခုအပတ်စဉ်စနေတီရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့အပတ်စဉ်ကိုအထေတင်နန်းဆင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်